ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မင်းအောင်လိုင်တို့နိုင်ငံတကာမှလာကူသောကေဆေရေးများကိုကာပါယူ၍လူဝူတော်လိုင်ရေးသမားတို့အားကြောက်ချဖို့လုံနေပါပြီတဲ့ပြောပြပါပြီကိုငိမ့်ချန်းအောင်မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်လူတွေအကုန်လုံးက ဝန်내မှုတွေနာကျင်မှုတွေအပြင်မှာအခုပြန်လဲတိဆောက်ရေးတွေလုပ်နေရတယ်။လူတွေရဲ့အခက်ခဲတွေဒုက္ခတွေကတခါမှလျော့သွားတယ်မရှိဘူး။တိုး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 လာတာပဲရှိတယ်။မလင်းလှုပ်တာကဆယ်ရက်ကျော်သွားပြီ။လူတွေရဲ့ဝန်내ကြေကွဲမှုတွေရက်လက်တပိတ်သွတ်တာတွေလလက်တပိတ်သွတ်တာတွေလာတော့မယ်။အခုချိန်ထိမိုးတဲ့ရေထဲမှာလူတွေကနေနေရတော့အခက်ခဲတွေက ပိုး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 ပြီးတော့များလာတယ်ကျွန်တော်ပြေးမဲ့အကောင်းစဉ်က view ဟာတွေဘလို့ဆွဲမှာလဲဘသူတွေဘာတွေဆက်လုံမှာလဲဒီအခြေအနေကတိတ်ပြီးတော့အရေးကြီးတဲ့အခြေအနေဖြစ်လာတယ်အရေးကြီးတဲ့အခြေအနေလို့ပြောတဲ့ကိစ္စကမင်းအောင်လှိုင်စစ်တပ်ဟာမင်းအောင်လှိုင်စစ်တပ်ဟာမျိုးဆောင်တပ်မရှိဘဲနဲ့အကာအကွယ်တွေရကုန် မင်းအောင်လိုင်းစစ်တပ်ဟာမျိုးဆောင်တပ်မရပဲနဲ့အကာအကွယ်တွေရလာပြီဒီဟာကဘာကိုပြောတာလဲကျွန်တော်ပြောပါမယ်ငလျင်ကြီးဖြစ်တယ်စကိုင်းမှာအခက်ခဲတွေအများကြီးဖြစ်တယ်မန္တလေးမှာအပြက်အစီးတွေအများကြီးရှိတယ်နေပြည်တော်မှာအသေးပြောက်တွေအများများတယ်ဒီလိုသုံးခုဖြစ်တဲ့အခါမှာ နိုင်ငံတကာကနေပြီးတော့ဆေးရုံတွေကုညီကယ်ဆယ်ရေးအဖွဲ့တွေဝင်လာ ကျွန်တော်တို့တော်လိုင်းရဲ့ဖွဲ့အစည်းတွေဆိုတာကနိုင်ငံတကာကိုနော်ဂယုမဆိုင်ဘူးအမိရခိုမရဘူးဆိုတော့မှနိုင်ငံတကာကအကူအညီအဖွဲ့တွေကိုနိုင်ငံတကာကိုကျွန်တော်တို့ကအသိမှတ်ပြုအောင်စ조사နေရတဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ကိုအောင်နိုင်မြင့်တတိယရတယ်။အစ္စလာမ်မဝါလေးကွန်ဥပုပ်လည်းမြတ်မြတ်ရပါစေ။ဒီတော့အခု UNG က PDF က UNG တို့ PDF တို့ကမန္တလေးကိုသိမ်းမယ်စကိုင်းကိုသိမ်းမယ်နေပြည်တော်ကိုလမ်းမြအားလုံးနေပြည်တော်တို့ဒီလိုမျိုးပြောထားတာရှိဒီတော့ဒီလိုပြောထားတဲ့အခါမှာစကိုင်းကိုသိမ်းဖို့ဟိုမှာနိုင်ငံတကာကစေယုံစေကန်းတွေလာဖွင့်တယ်နိုင်ငံတကာကကူညီကယ်ဆယ်ရေးတွေလာလုပ်တယ်ဟေးဆိုရင်ကျွန်တော်တို့ကသိမ်းနိုင်ရင်တောင်မှ သိမ်းဖို့ကိုစဉ်းစားရတော့မယ်ငါတို့သွားသိမ်းလိုက်လို့ရှိရင် နိုင်ငံသားကအကူအညီတွေကိုအထီးကိုက်ဖြစ်မလားအနှောက်အယှက်ဖြစ်မလားငါတို့ကသွားပစ်တာငါတို့ကသွားပစ်တာယွမ်နီးချုပ်ဆက်ပဲစစ်တပ်ကကောင်တွေကအဲ့မှာရှိသမျှဂျပန်ဆေးရုံကတို့ဂျပန်ကူကူညီရေးဖွဲ့ကလူတွေဆေးရုံကလူတွေကိုအကုန်ပစ်တတ်မယ်ဟိုနေပြည်တော်မှာရှိတဲ့အမေရိကန်ဆေးရုံကလူတွေအကုန်လုံးကိုပစ်တတ်မယ်စစ်တပ်ကကောင်တွေကလုံဖို့သူတို့မှာအကြံစီတွေရှိပြီးသား စစ်တပ်ကကောင်တွေကကယ်ဆယ်ရေးအဖွဲ့တွေကိုသတ်ဖို့เนาะဒုက္ခပေးဖို့နှီးမျိုးစုံနဲ့ကြံဖို့စစ်တပ်ကအကုန်လုံးအကြံအစီတွေရှိပြီးသားရှိလို့လေဒီနိုင်ငံတကာအဖွဲ့အစည်းတွေကိုပြည်သူတွေကိုအကြောင်းပြပြီးတော့ခေါ်ပြီးတော့ဆေးရုံတွေဖွင့်ပေးတာဒီတော့ကျွန်တော်တို့တော်လိုင်းရေးအဖွဲ့အစည်းတွေကဒီမျိုးကြီးတွေကို မဖြစ်မနေကိုရှောင်ရမယ်အနေထားဖြစ်နေတယ်။သခိုင်းကိုရှောင်ရမယ်၊မန္တလေးကိုရှောင်ရမယ်၊နေပြည်တော်ကိုရှောင်ရမယ် ဒီအခါမှာတော်လန်ရဲ့ဖွဲ့စည်းတွေအင်အားကောင်းနေတာကလည်းအညာဒေသစကိုင်းတို့မကွေးတို့ဒီလိုအထက်အညာဒေသတွေမှာတော်လန်ရဲ့ဖွဲ့စည်းတွေကအင်အားကောင်းနေတာရွာလေးတွေသိမ်းနေရွာလေးတွေသိမ်းနေဆိုတဲ့ဟာကလည်းခမရတို့တစ်ချိန်လုံးရွာလေးတွေကသိမ်းနေတာပဲဒီတော့မြို့ကြီးတွေသိမ်းဖို့ဟာမှာဒီဂျပန်တော်ဂျပန်ကူညီကယ်ဆယ်ရေးဖွဲ့တွေအမေရိကန်ကူအကူညီရေးဖွဲ့တွေရုရှားတွေအကုန်လုံးနိုင်ငံတကာအဖွဲ့တွေကလာကူညီပြီးဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က သူတို့ကိုအနှောက်အယှက်မဖြစ်အောင်သူတို့ကိုထိခိုက်နစ်နာမှုတွေမဖြစ်အောင်ဒီမျိုးကြီးတွေရှောင်လိုက်လို့ရှိလို့ရှိရင်ဘလို့မှဒေါ်လာရဲ့ဖွဲ့စည်းတွေရဲ့တိုက်ဖို့နေရာကကျင်းကိုကျင်းသွားတယ်လို့ဖြစ်တယ်။ကိုဖါသာကိုတည်တည်ချာချာပြန်ပြီးတော့စဉ်းစားကြည့်နော်ကျွန်တော်တို့ဒေါ်လာရဲ့ဖွဲ့စည်းတွေအခုလမ်းများအလုံးနေပြည်တော်သို့ဆိုတာကလည်းမဖြစ်မနေကိုရွှေ့ရမယ့်အခြေအနေလမ်းများအလုံးနေပြည်တော်သို့ဆိုတာကလည်းမဖြစ်မနေရွှေ့ရမယ့်အခြေအနေစကားရုပ်သိမ်းမယ်ဆိုတာကလည်းမဖြစ်မနေရွှေ့ရမယ့်အခြေအနေ နေပြည်တော်ကိုသိမ်းမယ်ဆိုတာကလည်းမဖြစ်မနေရွှေ့ရမယ်အခြေအနေဒီလိုအခြေအနေတွေဖြစ်လာပြီဟဲ့ဆိုလို့ရှိရင်မင်းအောင်လှိုင်စစ်တပ်ဟာမျိုးဆောင်တပ်မထားဘဲနဲ့တောင်မှသူဒီ၃မျိုးက तू လုံခြုံတယ်လို့ဖြစ်နေဒီတော့ကျွန်တော်တို့တော်လိုင်းရေးဖွဲ့စည်းတွေဘာဆက်လုပ်မလဲ PDF တွေဘာဆက်လုပ်မလဲတိုင်းရင်းသားတော်လိုင်းရေးဖွဲ့စည်းတွေကသူဟာသူအခုအချိန်မှလည်းဆက်ပြီးတော့တိုက်နေတော့မယ်တိုင်းရင်းသားနေရာတွေမှာအခုအချိန်ထိစစ်တပ်ကလည်းဘုံကျဲနေတော့မယ် ဒီတော့အကောင်းဆုံးအကြံစီလို့ပြောရမယ်ဆိုလို့ရှိရင်တိုင်းရင်းသားဒေသတွေမှာစစ်တပ်ကင်းစင်ရေးဖြစ်အောင်လုပ်နိုင်ဖို့အရေးကြီးတယ်အဲ့လိုလုပ်ဖို့အခါကျတော့လေအခုလာရှိုးမာတွေစစ်တပ်ကပြန်ပြီးတော့နေရာယူတော့မှာလာရှိုးဆိုတာဗျာဒါရှမ်းပြည်နယ်ထဲမှာပါတယ်တိုင်းရင်းသားဖွဲ့စည်းတွေကနေပြီးတော့အုပ်ချုပ်ထားတာအခုဒီဟာကိုပြန်ပြီးတော့ဆုတ်ရမယ်ဟေ့ဆိုလို့ရှိရင်စစ်တပ်ကအလိုလိုနေရင်းနဲ့မျိုးဆောင်တက်တယ်မရှိဘဲနဲ့ကြီးစံတက် ကြီးစံတထောင်မှမထွက်ဖဲနဲ့စစ်တပ်ကနေပြီးတော့အခုနေရာတွေကိုသိမ်းနိုင်တယ်လို့ဖြစ်သွားပြီလူတွေကလည်းဒုက္ခရောက်နေတာဒုက္ခရောက်နေတဲ့ပြည်သူတွေကြားထဲမှာတိုက်ပွဲဖော်ဖို့ဆိုတာကလည်းတော်တော်စဉ်းစားရမယ့်ကိစ္စငကိုတွေကဒုက္ခရောက်နေတဲ့ပြည်သူတွေဒီတော့တော်လန်ရဲ့အဖွဲ့အစည်းလုံနေတော်လန်ရဲ့လုံနေတဲ့သူတွေခေါင်းဆောင်တွေအထူးသဖြင့် UNG လို့ခေါင်းဆောင်တွေခင်ဗျားတို့ပြက်ပြက်သားသားစဉ်းစားရတော့မယ့်ကိစ္စရှိတယ်ပြက်ပြက်သားသားဆုံးဖြတ်ရတော့မယ့်ကိစ္စရှိတယ်အဲ့ဒါကဘာလဲဆိုတော့ စစ်တပ်ကိုတော့အလျှော့ပေးလို့မရဘူးသို့တော့ငါတို့ PDF တွေငါတို့ရှိသမျှဗမာအဖွဲ့အစည်းတွေကတိုင်းရင်းသားဒေသတွေမှာရှိတဲ့စစ်စခန်းတွေအကုန်လုံးကိုဥပမာမွန်ပြည်နယ်မှာကရင်ပြည်နယ်မှာကချင်ပြည်နယ်မှာအဲ့ဒီဒေသမှာဖြန့်ကျက်ထားတဲ့စစ်စခန်းတွေတပ်ဟိုဌာနချုပ်တွေဒီလိုဟာတွေအကုန်မရှိအောင်ငါတို့ဘလို့ပြန်လုပ်မလဲဆိုတဲ့ဟာကိုဘယူဟာပြန်ပြီးတော့ ပြောင်းဖို့ဆွဲပြောင်းဖို့ဆွေးနွေးဖို့ဒီကိစ္စတွေကတိတ်ပြီးတော့အရေးကြီးလာပြီမပြောချင်လဲပြောရမယ်ပြောချင်လဲပြောရမယ်လောလောဆယ်3လစကိုင်းကိုတိုက်လို့မရဘူးလောလောဆယ်3လမန္တလေးကိုတိုက်လို့မရဘူးလောလောဆယ်3လနေပြည်တော်ကိုတိုက်လို့မရဘူးကျွန်တော်တို့ကပြည်သူတွေနစ်နာမယ်ပြည်သူတွေနစ်နာမယ်ပြောမနေနဲ့ပြည်သူတွေကနစ်နာနေပြီးသားငလျင်လုံးမှာပြည်သူတွေကနစ်နာနေတာမဟုတ်ဘူး ဒီစစ်တပ်ကနေပြီးတော့အုပ်ချုပ်နေကြတဲ့ကပြည်သူတွေကနစ်နာနေတာအဲ့တော့ပြည်သူနစ်နာမယ်ဆိုတဲ့ကိစ္စပြောပြီးတော့ခင်ဗျားတို့ရှောင်လွှဲလဲနေလို့မရဘူးအခုဟာကနိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေကိုမထိခိုက်အောင်နိုင်ငံတကာကတော်လှန်ရေးအဖွဲ့အစည်းတွေကိုဒီစစ်တပ်ကတတ်တော့မှာထပ်ပြောမယ်နော်ဒီတော်လှန်ဒီစစ်တပ်ကနေပြီးတော့ဒီမင်းအောင်လှိုင်စစ်တပ်ကနေပြီးတော့ဒီကူညီကယ်ဆယ်ရေးအဖွဲ့တွေက တယောက်ချင်းခရီးသွားတာတို့တယောက်ချင်းစားတော့ဆိုင်သွားတာတို့အဲ့ဒါမျိုးလုံးလို့ရှိလို့ရှိရင်ပြူစောထီးတွေကပတ်မယ်စစ်တပ်ကတတ်မယ်ရဲရတတ်မယ်မဘာသားတွေကတတ်မယ်တတ်ပြီးသွားလို့ရှိရင်ခမားတို့ကိုလွှဲချမဲ့ဟာကိုခမားတို့ဘာတွေပြင်းစင်ထားပြီလဲစီသူရဲ့တတိယတဲ့ကျွန်တော်စိုးရိမ်ပြီးပြောတဲ့ကိစ္စအဲ့ဒါအခုကယ်ဆယ်ရေးအဖွဲ့တွေရှိတယ်ဂျပန်လာတယ်အမေရိကန်လာတယ်ရုရှားလာတယ်အဲ့ကယ်ဆယ်ရေးအဖွဲ့ကလူတွေတယောက်ချင်းနေ အပြင်ကိုသူတို့ကသူတို့သွားလဲမယ်အပြင်ကိုသူတို့ကသူတို့ဈေးဝယ်မယ်အပြင်ကိုသူတို့ကသူတို့သွားပြီးတော့အပျော်ဟုံးစာပေါ့အနားယူတာတို့ဘာတို့အလဲသွားတာတို့လုပ်မယ်အဲ့ဒီအချိန်မှာစစ်တပ်ကတယောက်ချင်းစီကိုတတ်မှာမင်းအောင်လိုင်အကွက်ကဒီအကွက်ပဲမင်းအောင်လိုင်အကွက်ကဒီအကွက်အဲ့ဒီအကွက်ကိုကျွန်တော်တို့ဘလို့အကာအကွယ်ပေးနိုင်မလဲအဲ့ဒီအကွက်ကိုကျွန်တော်တို့ကဘလို့မျိုးပြင်ဆင်ထားမလဲ ခမရတို့အနေနဲ့ဒီကဲဆယ်ရဲတွေရှိတဲ့အတွက်ဒီမြို့ကြီးတွေကိုဝင်တိုက်ဖို့ဒီမြို့ကြီးတွေကိုဝင်သိမ်းဖို့အရာတွေကတော်တော်အခက်အခဲဖြစ်သွားပြီစစ်တပ်ကနာမည်ဖျက်မဲ့ဟာကိုခမရတို့ဘလို့ပြင်းစင်လုပ်မလဲပြီးတော့ရင်တိုင်းရင်းသားဒေသတွေမှာရှိတဲ့ဒီဗမာစစ်တပ်မင်းအောင်လှိုင်စစ်တပ်ကိုဘလို့အပြီးမောင်းထုတ်မလဲ ကိုယ့်နယ်မြေကိုကိုဘလို့အပီပြင်းတိဆောက်မလဲဒါမျိုးတွေစဉ်းစားရမယ်ကိစ္စအခက်ခဲတွေကတော့အများကြီးဖြစ်လာမှာအခက်အခဲတွေကတော့အများကြီးကိုဖြစ်လာတော့မှာဘာဖြစ်လို့လဲအခုငလျင်လှုပ်တယ်ရန်ကုန်မန္တလေးမီးပြန်းလာတာမလာတာထားဟိုမန္တလေးတို့စကိုင်းတို့နေပြည်တော်တို့မီးလာတာမလာတာခဏထားရန်ကုန်မှာပါမီးတွေပြက်ကုန် ရန်ကုန်မှာမိပြတ်တဲ့ပြည်နွေရာသီရောက်လာလို့ရှိလို့ရှိရင်တခြားမျိုးတွေမှာလည်းထပ်ထပ်ပြီးတော့ပြတ်မယ်ပြည်သူလူထုကအဲ့ဒီမှာလည်းထပ်ပြီးတော့နစ်နာအောင်မှာပဲပြည်သူနစ်နာမယ်ဆိုတဲ့ကိစ္စနဲ့တော့ခင်ဗျားတို့တက်မလာတော့နဲ့တိုင်းရင်သားခေါင်းဆောင်တွေပဲဖြစ်ဖြစ် PDF ခေါင်းဆောင်တွေပဲဖြစ်ဖြစ် NUG ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်တိုင်းရင်းသားတွေနစ်နာမယ်တိုင်းပြည်သူတွေနစ်နာမယ်ဆိုပြီးတော့အိတ်စကက်လုံးနဲ့တက်မလာတော့နဲ့အိတ်စကက်လုံးကသုံးလို့မရတော့ဘူးအိတ်စကက်လုံးကပွဲမတိုးတော့ဘူး ပြည်သူတွေကနစ်နာနေပြီစစ်တပ်အာဏာသိမ်းတော့လည်းနစ်နာတယ်ငလင်လောက်တော့လည်းနစ်နာတယ်ရဲကြီးတော့လည်းနစ်နာတယ်ဈေးကြီးတော့လည်းနစ်နာတယ်မီးမလာလည်းနစ်နာတယ်ပြည်သူတွေနစ်နာမယ်ဆိုတဲ့စကားလောက်နဲ့တော့တက်မလာတော့နဲ့ဗမာနိုင်ငံရေးမှာပြည်သူတွေကနစ်နာနေပါပြီဗမာနိုင်ငံရေးမှာပြည်သူတွေကဒုက္ခရောက်နေပါပြီဆိုပြီးတဲ့စကားလောက်နဲ့တက်မလာတော့နဲ့အဲ့ဒါဗမာနိုင်ငံရေးမှာဆေးမတိုးတော့ဘူးပြည်သူတွေကအမြဲတမ်းအကုန်နစ်နာတယ် စစ်တာအနာသိမ့်လက်နစ်နာတယ်ရေကြီးလက်နစ်နာတယ်မှုန်တိုင်းတိုက်လက်နစ်နာတယ်တိုက်ပွဲဖြစ်လက်နစ်နာတယ်နေရတကမှာပြည်သူတွေကနစ်နာနေတယ်ပြည်သူတွေကနစ်နာနေတဲ့အပြင်မှာပြည်သူတွေမှာအလုံမရှိအကင်မရှိတဲ့အတွက်လူငယ်တွေကမျောလင့်ချက်မရှိတဲ့အတွက်နိုင်ငံရချားကိုတနေ့တမျိုးနှီးမျိုးစုံနဲ့ကိုထွက်နေတာအပေါ်လန်းကထွက်လို့မရရင်အောက်လန်းကထွက်မယ်အောက်လန်းကထွက်လို့မရရင်အပေါ်လန်းကသွားမယ်အပေါ်လန်းကသွားလို့မရရင်အလေလန်းကသွားမယ်ဆိုပြီးတော့ဗမာပြည်ထဲမှာလူငယ်တွေဆိုတာလည်းမရှိသလောက်ဖြစ်နေ မရှိသလောက်ဖြစ်တဲ့အပြင်မှာမှဒီစစ်တပ်ကြောင့်ဗမာလူငယ်ဗမာနိုင်ငံသားတွေကမျိုးဆက်တွေပြတ်တော့မယ်ဒီစစ်တပ်ကြောင့်ဗမာနိုင်ငံသားတွေမျိုးဆက်ပြတ်တော့မယ်ကျွန်တော်ခင်ဗျားတို့ဥပမာတစ်ခုပေးမယ်ထိုင်းနိုင်ငံမှာအခုအလုတ်သွားလုံနေကြတဲ့လူရွယ်တွေလူငယ်တွေရှိတယ်ခင်ဗျားတို့ပြောတဲ့တီးကျင်တိုင်းတီးကျင်တန်းတီးပွင့်ကျင်တန်းပွင့်ဆိုတဲ့လူငယ်တွေရှိတယ်လူငယ်တပေါင်းသွားတယ် အတွဲတစ်ထောင်မှာခလေးတစ်ထောင်မွေးလာလူငယ်တစ်ပေါင်းလုံးလင်မယားဖြစ်အောင်ပေးစားတာမဟုတ်ဘူးအတွဲတစ်ထောင်သွားအတွဲတစ်ထောင်ပဲရှိအတွဲတစ်ထောင်ဆိုတော့လူနှစ်ထောင်ပေါ့မိန်းမတစ်ထောင်ယောက်ျားတစ်ထောင်ပေါ့အဲ့တစ်ထောင်ထဲမှာခလေး900မွေးလာထိုင်းနိုင်ငံမှာလည်းဗမာတွေခလေးမမွေးနိုင်တော့ဘူးကိုရီးယားကိုဗမာတွေသွားတယ်ကိုရီးယားမှာရောဗမာတွေခလေးမွေးလာမတော်တဆရတဲ့ခလေးနဲ့ဖျားပေးတဲ့ခလေးနဲ့ဒီလိုဟာမျိုးပဲရှိတယ် ကိုဟာကိုမိသားစုစီမံကိန်းဆိုပြီးငါကတော့ကလေးနှစ်ယောက်ယူမယ်ဟဲ့တယောက်ကိုတော့ပညာရှင်ကြီးဖြစ်အောင်မွေးမယ်ဟဲ့တယောက်ကတော့ငါတို့မိဘကိုကြည့်အောင်မွေးမယ်ဟဲ့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ရည်မှန်းချက်တွေနဲ့เนาะစီမံကိန်းတွေနဲ့ကလေးမွေးနိုင်တဲ့လူမရှိဘူးဖျားပေးလို့တော့မတော်တဆတော့အစွတ်မပါလို့တော့ဆိုပြီးတော့မွေးတဲ့ကလေးတွေပဲရှိတယ်အဲ့ဒီအတိုင်းပဲဥရောပကိုသွားတယ်ဥရောပမှာရောဗမာလူမျိုးတွေဗမာနိုင်ငံသားတွေဗမာအရေးကလေးမွေးနိုင်လား ဟာနိုင်ငံသားတွေနဲ့ယူတဲ့လူကတော့မွေးတယ်ဟဲ့ကျွန်တော်နိုင်ငံသားနဲ့ယူတဲ့လူတွေကိုပြောနေတာမဟုတ်ဘူးဗမာချင်းချင်းကိုပြောနေတာဒီထဲမှာအကုန်လုံးဖျားဖြစ်မဲ့ကောင်တွေပါတယ်မိကုမေးတတ်တဲ့ကောင်တွေပါတယ်အကုန်လုံးကိုကျွန်တော်သိတယ်မိကုမေးတတ်တဲ့လူတွေကိုပါပြောလိုက်အောင်မယ်အမေရိကန်ကိုသွားတယ်အလုတ်သွားလုတ်တဲ့ကြောင်းတက်တဲ့လူတွေကခလေးကိုမမွေးနိုင်တော့ဒီခါကျတော့ပြဿနာတက်ပြီဗမာပြည်ထဲမှာကျတော့လေအစွန်မရှိဟို စေးမရှိနဲ့နော်မွေးကျင်တိုင်းမွေးတဲ့ဟာကြတော့လေအဲ့ကလေးတွေကကြောင်းကောင်းကောင်းမတက်ရအောင်ပညာကောင်းကောင်းမသင်ရအောင်ပညာကောင်းကောင်းမသင်ရအောင်ကြောင်းကောင်းကောင်းမသင်ရတဲ့ကလေးတွေကနောက်ဘယ်အချိန်နေမှာဘယ်အခါမှာဘလို့နေရာတွေကိုသူတို့ကိုပေးမလဲခင်ဗျားတို့အကုန်လုံးစဉ်းစားမိရလားအဲ့တော့ဘာလုပ်မှာလဲ ဒီငလီကြီးမှလူတွေကပြောတယ်ငိမ့်ချမ်းရေးလှုပ်ဖို့လိုတယ်ငိမ့်ချမ်းရေးလှုပ်ဖို့လိုတယ်ငိမ့်ချမ်းရေးကဘလို့လှုပ်ပါလဲအာဒီစစ်တပ်ကကောင်တွေဒေါအောင်ဆန်းစုကြည်လိုပဲဟာလှုပ်ချင်တာတွေလှုပ်ပေါ့ကျွန်မခွင့်လွတ်တယ်ဆိုပြီးတော့ဘသူကခွင့်လွတ်ပေးမှာလဲတိုင်းပြည်ကြီးပြန်ပြီးတော့တိဆောက်ဖို့လိုတယ်တိုင်းပြည်ကြီးပြန်ပြီးတိဆောက်ဖို့လိုတယ်ဟေ့ဆိုလို့ရှိရင်ခင်ဗျားတို့ဘသူကအာမခံလဲကချင်နယ်ရှိရနေကြောက်စိမ့်ထမတူးတော့ပါဘူးရခိုင်ပြည်နယ်ကနေပြီးတော့ရေနံနေထမတူးတော့ပါဘူးတဝယ်ကနေသဘာဝထောက်ဓာတ်ငွေတွေမသုံးတော့ပါဘူးဆိုပြီးဘလူအာမခံလဲဘသူမှအာမမခံဘူး ဲ့လိုအာမမခံလို့ရှိရင်တိုင်းရင်းသားဒေသကလူတွေကပို့ပြီးတော့ခံရမယ်သူတို့တယံဇာတာတွေကပို့ပြီးတော့ကုန်မယ်ခမတော်အခုကျွန်တော်သေသေးချာချာထပ်ပြီးတော့ရှင်းပြပေးဦးမယ်နော်အခုရန်ကုန်မြို့ကြီးပြင်မယ်မန္တလေးမြို့ကြီးပြင်မယ်စကိုင်းမြို့ကြီးပြင်မယ်ပြည်သူတွေကသူပတ်စံနဲ့သူ့ငွေနဲ့သူ့အိမ်သူပြန်တိဆောက်တဲ့ကိစ္စကိုကျွန်တော်ပြောတာမဟုတ်ဘူးရရစစ်တေလမ်းနဲ့ ရေရေစနစ်တွေအကုန်ဒီမျိုးပြစနစ်ကြီးတွေတိစောက်မယ်ဘမလည်းအစိုးရမှာပတ်စံ NUG မှာလည်းပတ်စံမရှိဘူးစစ်တပ်မှာလည်းပတ်စံမရှိဘူးဒီတော့ဒီပတ်စံရှိအောင်ဘယ်လိုလုပ်မလဲကချင်ကတော်တွေပြပြီးတော့လက်ညှိုးထိုးရောင်းမယ်အေယာဝရဟိုအေယာဝရီမြစ်ဆုံကြီးပြန်ပြီးတော့တဲဖို့လုပ်ပြီးတော့ရောင်းစားမယ်အဲ့ခါကျရင်တိုင်းရင်းသားတွေကပိုးခံရ နှကိုတဲကတိုင်းရင်းသားတွေရှိရနေပြီးတော့တွေ့သမျှလက်ညှိုးထိုးပြီးအကုန်ရောင်းစားလာတာအခုလဲဟာမန္တလေးမြို့ကြီးတိဆောက်ဖို့ကျွန်တော်ဘက်ကရှင်းရှင်းလေးရဲ့တထဲတွေပြည်သူတွေကိုယ့်အိမ်ပြိုသွားတဲ့လူကကိုယ့်ပတ်စံနဲ့ကိုယ့်ဟာကိုယ်အိမ်ပြန်ဆောက်ကြမှာအရိဟာအစိုးရစိုက်ဆိုင်မစိုက်ဆိုင်ပြည်သူတွေကကိုနေဖို့အတွက်နော်ကိုယ့်လုပ်ငန်းတွေလုပ်ဖို့အတွက်ဟိုတယ်ပြိုသွားတဲ့လူကလည်းဟိုတယ်ပြန်ဆောက်မှာသူပတ်စံမရှိတဲ့သူချင်းဟားပြီးတော့သူပြန်ဆောက်မှာ အိမ်နေပြိုကျသွားတဲ့လူကလည်းသူနေဖို့အတွက်နှစ်ထပ်တိုက်မစောက်နိုင်လို့ရှိလို့ရှိရင်တဲအိမ်လေးတော့သူပြန်စောက်မှာအဲ့ဒီကိစ္စပူစရာမလိုဘူးလမ်းနေပြင်ဖို့မိလိုက်နေရေလိုက်နေလှုပ်ဖို့အစိုးရပတ်စံကုန်ရမယ်အဲ့တော့ဒီအစိုးရမှာပတ်စံမရှိဘူးပတ်စံမရှိဘာဖြစ်မလဲဟေးကြောက်စိမ့်ထတ်တူအေယာဝတီမြစ်ဆုံကြီးကိုတဲရကချင်ထဲမှာလည်းကချင်ဟိုခရိုနီလိုလိုကချင်ပခိုးလိုလိုကောင်နေရှိတယ် အေယာဝရီမြစ်ဆုပ်ကြီးလုံလို့ရှိရင်ငလျင်လှုပ်လဲဘာမှမဖြစ်ဘူးဆိုတော့ကချင်ထဲကနေပြီးတော့ဟိုကချင်တိုင်းရင်းသားပဲကချင်တိုင်းရင်းသားပဲတစ္ဆာပေါက်တွေရှိတယ်သူတို့ကငလျင်ကတော့ခံနိုင်နေပေါ့ရေဖီအားတို့အဲ့ဒီကချင်ဒေသအဲ့ငလျင်ဟုံးစာမြစ်ဆုပ်တယ်လိုက်လို့ထွက်ပြီးတော့ပြေးရမယ်လူတို့ဘာတို့ကိစ္စကြလို့ရှိရင်ဘယ်သူမှမပြောတော့ဘူးတတထားပေါ့ဗျာအဲ့ဒါတွေဘာပဲပြောပြောအခုအလောင်းတော့ကတ္တဖဒီလေးနှစ် ဒေါ်လာရေးဖြစ်နေတာအလောင်းတော်ကသဖလည်းကုံသွားပြီတစ်တော်လည်းကုံသွားပြီအလောင်းတော်ကသဖတစ်တော်ကြီးလည်းကုံသွားပြီအဲ့ဒီကုံသွားလို့ရှိလို့ရှိရင်နောက်ထပ်အိမ်ဆောက်ဖို့တစ်ကဘယ်ရရမလဲရှိတဲ့နေရာထပ်ပြီးတော့တစ်တော်တွေကထပ်ကုံဦးမယ်ဒီတော့လူတို့နစ်နာတယ်ဆိုတဲ့ပြည်သူတွေဒုက္ခရောက်တယ်စစ်တပ်နဲ့စကားပြောရမယ်ဆိုတဲ့စကက်လုံးတွေနဲ့ဗမာနိုင်ငံရေးတဲ့ကိုတက်မလာတော့နဲ့ မမလူတို့ကနောကျေးနေပြီကျွန်တော်တို့တွေလည်းနောကျေးနေပြီမင်းတို့စကောလာတွေသိတယ်မလားဒေါအောင်ဆန်းစုကြည်ဘက်ကပါတဲ့စကောလာတွေစစ်တပ်ဘက်ကပါတဲ့စကောလာတွေအမှန်တိုင်းကိုပြောလို့ရှိရင်အာအငုံစိတ်တွေပါပြောမနေနဲ့မင်းတို့အငုံစိတ်အငုံစိတ်အမြင့်စိတ်တဲ့ဆရာကြီးတွေမင်းတို့ဘာလုပ်လဲမမပြည်မှာစစ်တပ်အာဏာသိမ်းနေမင်းတို့အရင်ဆုံးထွက်ပြေးတာမင်းတို့တွေထိတ်ဆုံးသွားအခုငိမ့်ချမ်းရေးစကားပြောဖို့ဆိုလာတာမင်းတို့စကောလာတွေထိတ်ဆုံးသွားဘာဖြစ်လို့လဲမင်းတို့ကပတ်စံရမယ်ဆိုတာသိနေတယ်စစ်တပ်ကကောင်တွေကလည်းဘာမှအသုံးမချဘူး အန်ယူဂျီအကောင်တွေကလည်းခိုးလို့ရရင်တော်ပြီခွဲပေးရင်တော်ပြီဒီလိုဟာမျိုးတွေစိတ်သက်တည်နေဘယ်လိုသွားမလဲမမကြီးနှင်းချက်တွေအာဘွားဂျမ်းမုံကြီးပါတတိယပါတယ်ဂျမ်းမုံကြီးအဆက်အသွယ်တော့မရှိတော့ဘူးဒီတော့ပြဿနာတွေကအကြီးအကျယ်ရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျားတို့နောက်ဆုံး viewer အရအခြေအနေအရစကိုင်းရောမသိနိုင်ဘူးမန္တလေးကိုမသိနိုင်ဘူးနေပြည်တော်ကိုသိမ့်ဖို့မဖြစ်နိုင်ဘူး အခြေအနေရဖြစ်လာတဲ့ကိစ္စအဲ့ဒါခမားတို့အဖြစ်မဟုတ်ဘူးခမားတို့တို့ကကံတောင်ပိုကောင်းသေးတယ်ဘာဖြစ်လို့လဲခမားတို့ဗဇက်ပြောပဲပြောနေတာဗဇက်နဲ့ပြောပြီးမသိမ့်နိုင်လို့ခမားတို့ကိုလည်းရီးနေတာလမ်းများအလုံးနေပြည်တော်တို့မန္တလေးကိုမနှက်ဖန်သိမ့်ပြီးတပတ်ခါအဟုစမနေ့တုန်းကစကိုင်းကိုစီးပြီးသွားပြီးခမားတို့တွေကိုအခုငလျင်ရနေပြီးတော့ပြန်ပြီးတော့သိခါဆဲပြီးတာအန်ယူဂျီငလျင်လောက်တာနော်အန်ယူဂျီကို သိခါပြန်ဆဲပြီးတာဟာဗာလဲဟို ဘယ်လိုပြောမလဲသူတို့ပြောတာကွက်ပစ်ခင်းနေတို့ကွက်စိတ်ငင်းနေတို့ကွက်ပစ်ခင်းနေတို့ကွက်စိတ်တွေကွက်ပစ်တွေရှောက်ခင်းမနေတော့နဲ့မင်းတို့အခုငလင်ရကဲပေးလိုက်ပြီမင်းတို့သိန်းနိုင်မှမမထင်နဲ့နော်ငါ့စကားရုံလဲငလင်လှုပ်ပေးထားတယ်မင်းတို့မသိန်းနိုင်နဲ့မန္တလေးကိုလဲငလင်လှုပ်ပေးထားတယ်အဲ့တော့မင်းတို့အကြောင်းပြလို့ရတယ်ပြည်သူတွေဒုက္ခရောက်နေလို့ကျွန်တော်တို့ကမသိန်းနိုင်ပါဘူးကယ်ဆယ်ရေးတွေရှိနေလို့မသိန်းနိုင်ပါဘူးမင်းတို့အကြောင်းပြလို့ရတယ်ဒါပေမဲ့မင်းတို့အကြောင်းပြလဲတိုင်းရင်းသားဒေသတွေမှာစစ်တပ်မရှိအောင် တိုင်းရင်းသားတွေကိုမင်းတို့ဘလောက်ကူမလဲတိုင်းရင်းသားတွေကိုမင်းတို့ဘလို့မျိုးအကျိုးပြုမလဲတိုင်းရင်းသားဒေသတွေမှာလာပြီးတော့စစ်တပ်ကရောင်းစားမဲ့တယံဇာတာတွေကိုဘလို့အကာအကွယ်ပေးမလဲဒီကိစ္စကသိအရေးကြီးတယ်အဲ့တော့ viewer တွေဘလို့ပြောင်းပါလဲဒီ3လကျင်းနေတာဒီ3လမှာမန္တလေးသခိုင်းနေပြီးတော့တွားထီလို့မရဘူး ဒီ3လမှာမန္တလေးသခိုင်းနေပြီးတော့တွားထိလို့မရဘူး။ဘာလဲကယ်ဆယ်ရေးအဖွဲ့တွေရှိနေတယ်နိုင်ငံတကာအဖွဲ့တွေရှိနေတယ်အဲ့ဒီကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်တပ်ကတတ်ပြီးတော့ကိုယ့်နာမည်မဖြတ်အောင်ကိုယ်ဘလို့အကာအကွယ်လုပ်မလဲအဲ့ဒီကိစ္စအရေးကြီးတာကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်တပ်ကတတ်ပြီးတော့တော်လှန်ရေးအဖွဲ့တွေကိုနာမည်မဖြတ်အောင်ကိုယ်ဘလို့အကာအကွယ်လုပ်မလဲကိုယ်ဘလို့ကြိုးတင်ပြင်းစင်ထားမလဲ အဲ့ဒီကိစ္စအရေးကြီးတယ်မေးအောင်လိုက်ရတော့တပ်ပြမှာရခိုင်မှာမတွေ့ဘူးလားရခိုင်ုံနာမည်ဖြတ်ချင်တဲ့အခါကိုဗစ်မှာဟာကုလသမဂ္ဂဝန်ထမ်းဟိုပေါ့စစ်တပ်ကပြစ်ပြီးလဲပြစ်ပြီးရောအေအေရပြစ်တယ်ဆိုပြီးတော့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအေအေရပြဿနာမရှင်းရှင်းအောင်စစ်တပ်ကកောင်တွေလှုပ်တာ UN កောင်တွေကလည်းပြဿနာပဲဖွှ့ပေးတာကိုလူခွေရဲသမားတွေကလည်းပြဿနာပဲဖွှ့ပေးတာ တကယ်တကယ်ရေစုံမိုးစုံနဲ့လိုက်မယ်လဲလို့လဲလို့ကစစ်တပ်ပြစ်မှန်းလဲသိလဲသိရောလူခွေရေးအဖွဲ့တွေလည်းပျောက်သွားတယ် UN လည်းပါဇက်ပိတ်သွားတယ်အခုလည်းငလျင်မှာပြည်သူလူထုကကူညီခြင်းနဲ့ပြည်သူပြည်သူချင်းကူညီနေတာစစ်တပ်ကတားမြစ်တယ်ပိတ်ပင်တယ်လူခွေရေးအဖွဲ့အစည်းတွေပါဇက်အကုန်ပိတ်နေတယ်အခုငလျင်လှုပ်နေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကလူမဟုတ်ဘူးလား ျွန်တော်မေးကြည့်တာပါကျွန်တော်မသိလို့အခုကျွန်တော်တကယ်မသိတော့ဘူးခလခလန်မန်းရေပေါ့မမကြီးနှင်းချက်ကြီးရေပေါ့အခုစကိုင်းမှာထိနေတဲ့ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမန္တလေးမှာထိနေတဲ့ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနေပြည်တော်မှာထိနေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံဒီဘာသာပေါင်းစုံလူမျိုးပေါင်းစုံကိုအကူအညီပေးနေတဲ့သူတွေကိုအကူအညီပေးလို့မရအောင်လုပ်နေတဲ့စစ်တပ်ကို လူခွေရေးဖွဲ့စည်းတယ်ဘာမှပြောတော့ဘူးအဖွဲ့အစည်း196ဘွက်လည်းပျောက်သွားပြီလူခွေရေးអော်တဲ့កောင်នេះလည်းအ tam ကြတော့အခုစကိုင်းမှာဒုက္ခရောက်နေတာလူတွေမဟုတ်ဘူးလားမန္တလေးမှာဒုက္ခရောက်နေတာလူတွေမဟုတ်ဘူးလားနေပြည်တော်မှာဒုက္ခရောက်နေတာလူတွေမဟုတ်ဘူးလားအဲ့ဒီလူတွေဒုက္ခရောက်တဲ့သူကိုကူညီနေတာလဲလူတွေပဲမဟုတ်ဘူးလားအဲ့ဒီကူညီနေတဲ့လူတွေကိုအနှောက်အယှက်ပေးတဲ့စစ်တပ်ကို လူခွေရဲ့အဖွဲ့အစည်းတွေတခုမှမပြောဘူးလူခွေရဲ့အဖွဲ့အစည်းတွေစောင့်နေတာပါလေငင်းညာရေးစကားပြောငင်းညာရေးစကားပြောငင်းညာရေးစကားပြောရင်လူခွေရဲ့အဖွဲ့အစည်းကလူတွေကအ ਨੇ ဆုံးတော့လေလာသူနဲ့တက်မယ်ဟိုတယ်မှာနေရမယ်စစ်တပ်ကကျွေးတာစားရမယ်ဒီတော့ဗမာပြည်မှာလူခွေရဲ့သမားတွေဆိုတာဥပဒေအထက်မှာနေကျင်တာဖော်ဝီးတွေလိုမျိုးကတော့ပါရဲ့ဟိုစုံစွန်ပြစားကျင်တာ ဖုံးကြီးတွေလိုမျိုးအချိုပွဲတဲကျင်တာဒီတော့ဒီလူခွေရဲသမားတွေကိုစကောလာတွေကိုနော်ပညာတော်သင်စုရတယ်ပြောပြီးတော့စကယ်ပြန်သာသာကောင်တွေကနေရာတွေယူပြီးတော့တိုင်းပြည်ကိုဖျက်ဆီးနေတာမျိုးတွေဓာတွေကို ပြည်သူလူထုအခုချိန်မှာသေသေးချာချာသိအောင်ကျွန်တော်တို့ကအချိုးအချောင်းကိုသေသေးချာချာပြောသင့်တယ်နောက်တစ်ချက်ကတော့ကိုလူမျိုးကိုဘာသာကိုရက်ွက်ကိုနေရာဆိုပြီးတော့မဟုတ်ကဟုတ်ကမလုံးနေလျှောက်ပေးနေ ဒီလိုလူတွေကိုကျွန်တော်တို့ကတေးတေးချာချာနာမည်နဲ့ပါတေးတေးချာချာတက်ပြီးတော့ပြောဖို့လိုတယ်ဒီလူတွေကလိန်ကြစ်လုံနေတယ်ဆိုတာကိုပြည်သူတွေတေးတေးချာချာသိဖို့လိုတယ်အဲ့တော့ကျွန်တော်ညီကုန်းချုပ်ပါတော့မယ်ကိုဘလောက်ပဲလှုပ်ချင်လှုပ်ချင်ကိုဘလောက်ပဲဖြစ်ချင်ဖြစ်ချင်အခြေအနေကကိုဖြစ်ချင်တယ်လို့ဖြစ်မလာဘူးအခြေအနေကကိုလှုပ်ချင်တယ်လို့ပေးမလာဘူးအဲ့ဒီလိုမျိုးအခြေအနေကကို ဖြစ်ချင်တယ်လို့ဖြစ်မလာဘူးပေးမလာဘူးဟဲ့ဆိုလို့ရှိရင် ကိုကဘလို့ဖောက်ထွက်ပြီးတော့ကိုဘလို့လုံပါလေကိုကဘလို့ဖောက်ထွက်ပြီးတော့ကိုကဘလို့ပြည်သူတွေကိုရှေ့ကနေဥဆောင်ပါလေဒီလိုဟာမျိုးစဉ်းစားနိုင်တဲ့ခေါင်းဆောင်တွေဗမာပြည်မှာပေါ်ဖို့အရန်အရေးကြီးပါတယ်ပြည်သူတွေအနေနဲ့ကလည်းတည်တည်ချာချာသိဖို့လိုတယ်ငါတို့ကဒီဆရာနာရှင်စနစ်ရှိနေအမြဲတမ်းနှင်နာမယ်ဘာသာမတူရင်လည်းနှင်နာတယ်လူမျိုးမတူရင်လည်းနှင်နာတယ်ဒီစစ်တပ်ကဤမျိုးစုံနဲ့လူတိုင်းကိုခွဲခြားနေတာ ီစစ်တပ်မှာဘာလဲဆိုတော့သူတို့အပေါ်မှာဖားတဲ့လူတွေသူတို့ကိုကြောက်တဲ့လူဆိုလို့ရှိရင်သူတို့နေရာပေးမယ်သူတို့ဖျက်ချောက်မယ်သူတို့ကိုစန့်ကျင်တဲ့လူဆိုလို့ရှိရင်ရန်သူလုပ်ဥပမာတစ်ခုကိုပြောပြမယ်ရခိုင်ထဲမှာအေးမောင်တို့စောမြရာဇာလင်းတို့ဆိုလို့ရှိလို့ရှိရင်မင်းအောင်လိုင်ကချစ်မှချစ်မင်းအောင်လိုင်ကနေရာပေးမှပေးသူတို့ကိုစန့်ကျင်တဲ့ရခိုင်ဆိုလို့ရှိရင်တတ်မှတတ်ဒီတိုင်းပဲကချင်ထဲမှာ မြေဆုံစောက်ချင်တယ်ပြောတဲ့လူတွေကြားလို့ရှိရင်ပါတီလုပ်မယ်ဆိုလဲကြက်ခိုင်ရင်းနဲ့ညီနောင်ပါတီပါလုပ်နော်သူတို့နဲ့အဆင်ပြေတဲ့ကချင်တွေဆိုအခုချိန်ထိရွှေတူးကျင်တဲ့လူကတူးဟောသူတို့နဲ့အဆင်မပြေတဲ့ကချင်ကြားလို့ရှိရင်မြို့ပေါ်တက်ကာရာအိုကေဆိုရင်တော့ဖမ်းပြီးတော့ရိုက်နဲ့သတ်ဒါမျိုးတွေကိုပြည်သူလူထုကလည်းတည်တည်ချာချာသိဖို့လိုတယ်ဒီတော့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကခန်းနေရတာ အဲ့တော့ခန်းနေရတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကပြည်သူတွေလဲငါတို့အပေါ်မှာဘသူကတော့ခေါင်းဆောင်မှုတည်တည်ချာချာပေးနိုင်တယ်ဘသူကတော့စေတနာရှိတယ်ဘသူကတော့ငါတို့အတွက်တည်တည်ချာချာဖြစ်မယ်ဒါအခုအချိန်မှာဖြစ်တော့မှနောက်တစ်ချိန်ကျရင်ပြောင်းလဲမလားမပြောင်းလဲလားမသိသေးဘူးလူဆိုတာတစ်ချိန်လုံးစောင့်ကြည့်နေရတာလူဆိုတာအမြဲတမ်းပြောင်းလဲတယ်ပြောင်းလဲတယ်အခြေအနေပေါ်မှာမူတည်ပြီးပြောင်းလဲတယ်အာနာပေါ်မှာမူတည်ပြီးပြောင်းလဲတယ်နေရာပေါ်မှာမူတည်ပြီးပြောင်းလဲတယ် မမလူမျိုးတွေရနေပြီးတော့ခရိုနီခရိုနီဘလောက်ခေါ်ခေါ်ဒေါ်အောင်စန်းစုကြည်အာနာရတော့တိုက်ကွန်းနေကိုကိုတွေအဲ့လိုမျိုးတွေဖြစ်ကုန်တယ်ဒါကကျွန်တော်မှဖြစ်တာမဟုတ်ဘူးကျွန်တော်ဟိုလာမပြောနဲ့ကျွန်တော်တို့ကဗမာပြည်လည်းမပြန်ဘူးကျွန်တော်တို့ကဒီကနေပြီးတော့2008အခြေခံဥပဒေအောက်မှာဆိုရင်ဘာမှမဖြစ်ဘူးဆိုပြီးကျွန်တော်တို့ကပြောထားပြီးသားဒီတော့ ပြည်သူလူထုအနေနဲ့လည်းအစီအမဲအချိန်မျိုးစောင့်ကြည့်နေပါကိုဒုက္ခတွေကိုလည်းကိုဘာသာကိုဘလို့ဖြေရှင်းမလဲစုပေါင်းပြီးတော့ဘလို့ဖြေရှင်းမလဲဒီလိုမျိုးတွေလောက်ကြပါပြောရင်လည်းဒီ live ကိုညီကုန်းချုပ်ပါတယ်အားလုံးပဲအစဉ်ပြေကြပါစေ3လ6လကတော့သူများတွေပြောနေသလိုလမ်းများအားလုံးနေပြည်တော်တို့လမ်းနေနေပြည်တော်ကိုပောက်ရင်တော့မှအခြေအနေကနေပြည်တော်ကိုတိုက်ဖို့မလိုဘူးဘာဖြစ်လို့လဲနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကိုကျွန်တော်တို့ကသွားပြီးထိလို့မရဘူးကျွန်တော်တို့ကသွားပြီးတော့တိုက်လို့မရဘူး နိုင်ငံတကာဒေါ်လာအဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကအခုတယောက်ချင်းအပြင်ထွက်တာကိုစစ်တပ်ကပတ်မဲ့ကိစ္စကိုကိုတွေကဘလို့ကြိုတင်ပြင်ဆင်ကာကွယ်မလဲဆိုတာစဉ်းစားကြပါပြောရင်းနဲ့ဒီလိုက်ကိုညီကုန်းချုပ်ပါလေကျွန်တော်လည်းထပ်ပြီးတော့တွေ့ကြသေးတာပေါ့